နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ဟာကောင်စီတွဲဘက်အတွင်ရှိမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးကောင်စီဝင်းမြောင်ပြည်တော်စုဝင်ကြီးမြောင်ရွှမ်းပြည်နယ်ဝန်ကြီးချုပ်ကာကွယ်ဦးစီးချုပ်ရုံမှအစီအမည်တက်မတော်ရရှိကြီးမြောင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနယ်အဖွဲ့ဝင်များလိုက်ပါ၍မန္တလေးငရေကြီးဖြစ်ပေါ်ခဲ့စဉ်ထိခိုက်ပျက်စီးခဲ့မှုများကြုံတွေ့ခဲ့ရတဲ့အင်းလေးဒေသတို့တွားရောက်ကြည့်ရှုစစ်ဆေးပြီးဘေးဒဏ်သင့်ပြည်သူများအားတွေးဆောင်အားပေးကာလိုအပ်တာများလမ်းညွှန်မှကြားပါရစေ။ name. ရှေးဦးစွာနိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟောင်းညောင်ရွှေမြို့နယ်အင်းချန်ကေလာတေးရွာအုပ်စု ကေလာကျေးရွာသို့ဆက်လီများနဲ့ရောက်ရှိပြီးကေလာကျေးရွာအစုအတွင်းလူနေအိမ်များပျက်စီးမှုဖြစ်ပေါ်ခဲ့မှုနဲ့ထိခိုက်ပျက်စီးမှုအခြေအနေများကိုမေးမြန်းကာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကရိုင်းနဲ့သွားတဲ့နေအိမ်များအားအမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ရှိဒေသမှကျွမ်းကျင်လက်သမားအဖွဲ့များလုံသားများနဲ့ဆောင်ရွက်ပေးသွားရန်နဲ့ပြန်လည်ဆောင်လုပ်ရန်လိုအပ်တဲ့နေအိမ်များအားရှင်လင်းမှုများကိုဆောင်ရွက်ပေးသွားရန်လမ်းညွှန်မှာကြားပါရစေ။ အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာငရေဘေးတံသေးပြည်သူများနဲ့တွေ့ဆုံကြာရွှေဦးစွာရွှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ကလောခရိုင်အုပ်ချုပ်ရေးမှူးတို့ကညောင်ရွှေမြို့နယ်အတွင်းငရေဘေးတံကြောင့်လူထိခိုက်ဒဏ်ရာရရှိမှု ဖျားစေဒီပထိုးများလူနေအဆောင်များထိခိုက်ပျက်စီးခဲ့ရမှုများနေအိမ်များပြန်လည်တည်ဆောက်ကြအတွက်တင့်နဲ့သွန်များလိုအပ်ချက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြကြ။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကနေအိမ်များပြန်လည်တက်မဲ့ခြင်းနဲ့တည်ဆောက်ခြင်းလုပ်ငန်းများကိုမိုးရသည်မရောက်မီဆောင်ရွက်ပြီးစီစေရေးကျွမ်းကျင်လက်သမားအဖွဲ့များနဲ့ ကျွမ်းကျင်လှုပ်သားများရရှိအောင်ဆောင်လွှဲရေးဝန်ကြီးဌာနနှင့်ကာကွယ်ဦးစီးချုပ်ယုံကြည်စီအင်ဂျင်နီယာညွှန်ကြားရေးမှူးချုပ်တို့မှပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်းအဆောင်အများဆောင်လုပ်ရာမှအုပ်ဖက်နှက်များနှင့်ဆောင်လုပ်နိုင်ရေးမြေသားစစ်ဆေးခြင်းများကိုလည်းဆောင်ရွက်ပေးသွားရန်လိုကြောင်းဆောင်လွှဲရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ တဲ့တော့နဲ့ဗီလက်မြေများလုံလောက်စွာရရှိစေရင်နိုင်ငံတော်မှကုညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းငရေဘေးဒဏ်သင်ပြည်သူများအတွက်လက်တလောကလာမှာတလားစာအထိစားတောက်ဖွေရများကိုလည်းထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းနဲ့ကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းများအဆင်ပြေစေရေးအတွက်တိုင်းနယ်စေရတိဆောင်ပေးသွားမှာဖြစ်ကြောင်းနဲ့ပြောကြားပါရစေ။ အဲ့နောက်နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကငရင်တဘာဝဘေးဒဏ်ဆိုင်ရာများဒေသဖွံ့ဖြိုးရေးဆိုင်ရာများနဲ့ပတ်သက်ပြီးဆွေးနွေးပြောကြားရမှာအခုကြုံတွေ့ခဲ့ရတဲ့မန္တလေးငရင်ကြီးဟာမိမိတို့နိုင်ငံမှာလှုပ်ခိုက်ခဲ့တဲ့ငရင်ကြီးများအနက်ဒုတိယအပြင်ထံဆုံးနဲ့ထိခိုက်ပျက်စီးမှုများပြခဲ့တဲ့ငရင်ကြီးဖြစ်ကြောင်းအေဗီလာ၁၇ရက်နေ့မနက်ပိုင်းအထိကောက်ယူရရှိတဲ့စည်ရင်းများအရထိခိုက်သေးဆုံးခဲ့ရသူ3685ဦးတန်ရာရရှိသူ920နဲ့ ပျောက်ဆုံးနေသူ142ဦးရှိသည်ဟုသိရှိရကြောင်းအခုလိုမျိုးတိဆုံးမှုများဟာမိမိတို့နိုင်ငံသမိုင်းမှာစိုးဝါးတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပြီးမိမိအနေနဲ့လည်းစိတ်မကောင်းဖြစ်ရကြောင်းတိဆုံးခဲ့ရတဲ့သူများကိုတအူးလှရင်ငွေကျပ်10သိန်းစီထောက်ပံ့ပေးသွားမှာဖြစ်ပြီးနေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကိုလည်းနေအမျိုးအစားနဲ့ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအလိုက်ထောက်ပံ့မှုများဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းအဆောင်များဆောက်လုပ်ရမှာအရင်မိမိတို့နိုင်ငံမှာအမြင့်ဆုံးလှုပ်ခတ်ခဲ့တဲ့ ရစ်စတာစကေးရှေ့ရက်ထိခံနိုင်တဲ့အဆောက်အုံများဆောက်လုပ်ရမှာဖြစ်ပေမဲ့လည်းဆောက်လုပ်ခဲ့ခြင်းမရှိမှုများကြောင့်အချို့အဆောက်အုံများမှာပျက်စီးပြီးထိခိုက်သေးဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းဒါကြောင့်နောက်အချိန်မှာအခုလိုမျိုးပျက်စီးမှုများမရှိစေရအတွက်အဆောက်အုံများဆောက်လုပ်ရမှာအ ਨੇ စုံရစ်စတာစကေးရှေ့ရက်ထိခံနိုင်တဲ့အဆောက်အုံများဆောက်လုပ်ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းအခုငရင်ဘေးတံကျုံတွေးကြရစဉ်နေပြည်တော်မှတီထောင်ကိုးကွယ်ထားရှိတဲ့မာရဝီဇယာစိန်နူတော်ကြီးနဲ့ပလင်တော် ကြီးတို့အနေနဲ့ထိခိုက်ပျက်စီးမှု လုံးဝမရှိခဲ့ကြောင်းနဲ့အခြားသတ္တနိကအဆောင်များမှထိခိုက်ပျက်စီးမှုအနည်းငယ်သာဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်းဒီဆောင်ရေးလုပ်ငန်းများစတင်ဆောင်ရွက်စဉ်ကလေးကပင်ရေရှည်တည်တံ့ခိုင်မြဲစေရအတွက်လေပြင်းတိုက်ခတ်မှုတန်းခံနိုင်ရှိမြေငင်းတန်းခံနိုင်ရှိနှင့်တဘာဝဘေးတန်းအနေရများမှခံနိုင်မှုရှိစေရတို့ကိုစနစ်တကျတွက်ချက်တည်ဆောက်ခဲ့မှုနဲ့ခင်မီအင်ဂျင်နီယာနည်းပညာများအသုံးပြုတည်ဆောက်ခဲ့မှုဖြစ်သည်ကိုတွေ့ရှိရကြောင်း အဆောင်များတိဆောင်ရှာမှာ နောင်လာနောင်သားများရဲ့ကာလမှာငရင်တန်းကြောင့်ထိခိုက်မှုမရှိစေရမိမိတို့အနေနဲ့တိဆောင်ရေးလုပ်ငန်းများဆောင်ရွက်ရှာမှာစနေတကြနေ့ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်းငရင်တန်းတင်ပြသူများကုညီကယ်ဆေးရေးအတွက်နိုင်ငံတကာမှလည်းကုညီကယ်ဆေးရေးလုပ်ငန်းများကိုဝန်ဝန်ဆောင်ရွက်ပေးလျက်ရှိတဲ့အတွက်မိမိတို့အနေနဲ့ကျေးဇူးတင်ရှိကြောင်းမိမိတို့အနေနဲ့နိုင်ငံရေးကိုဆောင်ရွက်နေခြင်းမဟုတ်ဖိနိုင်ငံအရေးကိုဆောင်ရွက်နေကြခြင်းဖြစ်ကြောင်းနိုင်ငံတော်ပြည်လေထူထောင်ရေးလုပ်ငန်းများဆောင် င်ရွက်ရှာမှတအုပ်နဲ့တအုပ်ညီညီညွတ်ညွတ်နဲ့တောင်ပေါ်မြေပြတ်မခွဲချပဲဝိုင်းဝန်းဆောင်ရွက်သွားရမှာဖြစ်ကြောင်းမကြခင်ကြောင်ရောက်တော့မယ်မြမရိုးရအတာတကြံပွဲတော်ကိုလေရိုးရအစင်လာများနဲ့အညီအေးချမ်းချမ်းနဲ့တောင်ကျင်းပါပြုလုပ်သွားမှာဖြစ်ကြောင်းသာသာကုန်များစည်းနှုံမြစ်တက်မှုမရှိစေအတွက်စိုက်ပျုံမွေးမြူရေးလုပ်ငန်းများကိုအလုံးဝိုင်းဝန်းပြီးဆောင်ရွက်သွားကြရန်လိုကြောင်းဒေသနှင့်နိုင်ငံအတွက်ဝန်ဆောင်ဖူလုံရှိနေလူနေမှုဘဝမြန်မာစီရေးတို့အတွက်အထောက်အကူပြုအောင်ဆောင်ရွက်သွားကြရန်လို ကြောင့်ပညာသင်ကြားရေးနဲ့ပတ်သက်ပြီးငရင်တန်းကြောင့်ပျက်စီးခဲ့ရတဲ့အခြေခံပညာကြောင့်များအောင်ကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရှိအ мян ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းကျောင်းနေအရွယ်ကလေးငယ်များအလုံးပညာသင်ကြားနိုင်ရေးဝန်ဝန်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်းကလေးငယ်များအလုံးအမျိုးသားရေးစိတ်ဓာတ်ရှိစေရည် စိတ်ဓာတ်အစီကံကောင်းမွန်စေရို့အတွက်ဆရာဆရာမများမိဘများရဲ့အုတ်ထိန်မှုများအောင်မှဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်းမိမိတို့ရဲ့တာသမီများပညာတတ်များဖြစ်စေရေးနဲ့၎င်းတို့ဖြတ်တန်းရမယ့်ဘဝခီလန်ကိုအေချမ်းတရားချုံးမွေစွာနဲ့ဖြတ်တန်းသွားနိုင်ရင်လမ်းကြောင်းမှန်ပေါ်တို့ဖော်ဆောင်ပေးကြရန်တိုက်တွန်းပြောကြားလိုကြောင်းပြည်내ထူထောင်ရေးလုပ်ငန်းများနဲ့ပတ်သက်၍နိုင်ငံတော်မှအတန်းနိုင်ဆုံးဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံပြည်သူများကလည်းဝန်ဝန်ဆောင်ရွက်ပေးကြမယ်ဆိုတာကပြည်내ထူထောင်ရေးလုပ်ငန်းများအမြန် ်ဆုံးဆောင်ရွက်ပြီးစီးမှာဖြစ်ကြောင်းနဲ့ပြောကြားပါရယ်အိမ်နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကငွေရင်ဘေးဒဏ်သင်ပြည်သူများအတွက်စားသောက်ဖွေရများနဲ့ထောက်ပံ့ငွေများကိုပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူပါရယ် အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကကုညီကယ်ဆယ်လုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့ကုညီကယ်ဆယ်အဖွဲ့များအောင်ချင်းမြင့်ငွေများပေးအပ်ပါတယ်။ ဟိန်းနောင်နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာအင်းလေးဖောင်တုံမျက်စောဖျားတို့ရောက်ရှိပြီးငရင်တန်းကြောင့်တာတန်နီကအဆောင်များထိခိုက်ပျက်စီးခဲ့ရမှုများကိုကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကလိုင်းလံရှင်းလင်းတင်ပြပါဗျာ။ ရှင်လေးတင်ပြမှုများအပေါ်အင်းလေးဖောင်တော်မျက်စွာဖျားပင်မဆိုင်ကြောင်းတုံကြီးရေရှိကြမ်းခိုင်မှုရှိစေအတွက် ပြုပြင်ထိန်သိမ်းလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်တဲ့ကြောက်သည်တန်ကြောင်းများနဲ့ဘီလက်မြေတို့ကိုအမြန်ဆုံးရောက်ရှိအောင်ဆောင်ရွက်သွားရန်လိုကြောင်းဆိုင်ကြောင်းတော်ကြီးမှရှိတဲ့အောက်ခြေတိုင်များကြမ်းခိုင်မှုရှိစေရေးမြန်မြန်ဆန်ဆန်နဲ့စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းငရေတန်ကြောင်းမြေကနိုင်ရန်များမှ မြေပြိုကျခဲ့တဲ့နေရာများအောင်ရွှေပိုက်များနဲ့အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်းပြုပြင်လုပ်ငန်းများအောင်နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့အင်းလေးဖောင်တုံမြတ်စွာဘုရားဒေတာစာရီကြွချီပူဇော်ခံပွဲမတိုင်မီပြည်စီအောင်ဆောင်ရွက်သွားရန်လိုကြောင်းနဲ့အခြားလွယ်တာများကိုမှတ်ကြပါရစေ။ အိနာနိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာအင်းလီဖောင်တောမြတ်စွာဘုရားအောင်ပန်နဲ့တောက်တော်ရေးကျန်းတို့ကတ်လှူပူဇော်ဖူမျောပါတယ်အိနာနိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာအင်းလီဖောင်တောမြတ်စွာဘုရားအောင်ရွှေသင်္ကန်းများကတ်လှူပူဇော်ဖူမျောကြီးညိုပါတယ် အဲဒီနောက်နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကအင်းလေးဖောင်တုံမြတ်စွာဘုရားဘတ်ဆောင်ပြုပြင်မုံမရဲအတွက်စူပောင်းဘတ်ဆောင်အလှူတော်ငွေများကိုပေးအပ်လှူဒန်းကြောင်းကောဘကအဖွဲ့ဝင်များကလက်ခံရယူပါတယ်အေးနော်နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာအင်းလေးဖောင်တုံမြတ်စွာဘုရားအဲ့တဲ့တော်မှတ်တမ်းစာအုပ်မှလက်မှတ်ရေးထိုးပူဇော်ပြီးဇေယျတော်ပရဝံအတွင်လှည့်လည်ကြည့်ရှုပါရစေ။ အဲဒီနောက် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကကုညီကယ်ဆယ်လုပ်ငန်းများဆောင်ရွက်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့မိသားတပ်ဖွဲ့ဝင်များအားချင်းမြင့်ငွေများပေးအပ်ခဲ့ကြောင်းသိရပါတယ်ရှင်။